ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့ကျွန်တော်ကိုအခုလိုပါနော်ဒီလိုနေရာမှာမြတ်ကတော်ဝင်ငါပုံရံအခွင့်ပေးတဲ့အဖတင်းဥဆံနဲ့အတူတရားပြင်မှာရှိတဲ့လူတွေပြီးပြီးပေါ်မှာဖျားခင်ကြီးကောင်းချီးပေးပါစေဒီနေ့ကျွန်တော်ရွေးချယ်ထားတာကတော့ဒန်ယီလနှင့်တငယ်ချင်းများနှင့်သူနေဘုခနေစာမင်းအကြောင်းဖြစ်ပါတယ်တနည်းအားဖြင့်မိမိကိုယ်ကိုပြုပြင်ပြောင်းလဲခြင်းလို့ကျွန်တော်ကောင်းချီးပေးတာပါတယ်အဓိကဆိုကျွန်တော် ခန္ဒီလအနဂတိကျမ်းတရားအကြောင်းအရာတွေနဲ့ပြန်သွားမယ်ဖြစ်ပါလေလို့ကျွန်တော်တို့နှုတ်ကပ်တော်ကိုဖတ်တဲ့အခါမှာဟိရှာယအနဂတိကျမ်းဆိုရင်ကျွန်တော်တို့60နဲ့6ကျမ်းရှိတယ်နော်ကျွန်တော်တို့ကျမ်းစာအုပ်တစ်ခုလုံးနဲ့အသက်တာကိုဥဆောင်နေဆိုတဲ့ပုံမျိုးဖြစ်တယ်လို့ဒန်ယေလကလည်းကျွန်တော်တို့12ကျမ်း12ခန်းရှိတဲ့အတွက်တမန်တော်များကိုဥဆောင်မယ်လို့တမန်ကြီးကမှခံယူပါတယ်ဒါကြောင့်ဒီနေ့ ဒီဟာကိုကျွန်တော်ဘာဖြစ်လို့ရွေးချယ်ရလဲဆိုတဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာနဲ့တူနေတဲ့ပုံစံမျိုးဖြစ်ပါတယ်။အဲတော့ဒံယေလရဲ့သူ့ရဲ့သင်္ကေတချင်းတွေကိုကျွန်တော်တို့လေ့လာတဲ့အခါမှာဒံယေလကတကယ်တမ်းပြောရင်ပေါ့နော်ကျွန်တော်တို့ယေဇေလီလနဲ့သူခစ်ပြိုင်ပရော့ဖက်တယောက်ဖြစ်တယ်။ဒါပေမဲ့ယေဇေလကတော့သူ့ထက်ပေါ့နော်ဆယ်စုမိပါကြာပို့၍စောပြီးတော့လုပ်တယ်လို့ဖြစ်ပါတယ်။ နိုင်လာကတော့သူကပြောသူ့ရဲ့အသက်ပါကငယ်ရွယ်စဉ်ကပေါ့နော်ငယ်ရွယ်စဉ်ကလေးကနေပြီးတော့သူဒီပြားခင်ကသူ့ကိုဘေဘီလုံနိုင်ငံကိုပို့လိုက်သူကနှစ်ပေါင်း90သူများနေရာမှာကျုံခံရမယ်ဆိုတဲ့ပြောတဲ့စကားထဲမှာနိုင်လာကအဲ့အထဲမှာအသက်ရှင်ရတယ်လို့ဖြစ်ပါတယ်သူကဟစ်စကိမင်းမျိုးဆွဲမင်းမျိုးရိုးရလာတယ်လို့လည်းဖြစ်တယ် ပြီးတဲ့အခါမှာသူ့ရဲ့တငယ်ချင်းတွေကလည်းဂုံဒီရှိတဲ့မိသားစုကမွေးဖွားလာတဲ့လူတွေဖြစ်ကြတယ်။သူတို့ငယ်ရွယ်စဉ်ကပဲတော့ကျွန်တော်တို့ဘေဘီလုံနိုင်ငံကိုရောက်သွားတယ်။ရောက်တဲ့အခါမှာနေဖူးကနေစာမင်းကတကယ်တော့အစွမ်းကြီးတဲ့စစ်သူရဲလည်းဖြစ်တယ်။တကယ်ကိုသူကအုပ်ချုပ်တဲ့စီမံတဲ့နေရာမှာတိုက်ခိုက်တဲ့နေရာမှာတော်တဲ့လူတွေဖြစ်တယ်။ဒါကြောင့်မို့ဒိုင်ရင်လာလူငယ်တွေကို ူသည်ရွေးချယ်ပါတယ်သူဒီမှာအခါစားဝင်ပြီးတော့သူတုံးလို့ရမယ့်လူတွေကိုသူရွေးချယ်တဲ့အခါမှာဒန်ယီလာနဲ့သူ့ရဲ့တငယ်ချင်း၃ယောက်ရောက်လာခဲ့တယ်သူတော့ဒန်ယီလာနဲ့သူ့ရဲ့တငယ်ချင်း၃ယောက်ကဘေဘီလုန်နိုင်ငံကိုရောက်လာတဲ့အခါမှာနေဘုကနေဇာမင်းကလည်းသူကအကြံစီရန်ကောင်းတဲ့လူဖြစ်တယ်ဆိုတော့အခန်းကြီး1အခန်းငယ်6မှာဘာလို့လဲဆိုတဲ့အခါမှာ မေဘုရားလီစာမင်းကသူတို့ရဲ့ယဉ်ကျေးမှုအတွက်ဒန်ယီလာနဲ့သူ့တန်ငင်းသုံးယောက်ကိုမွေးစားခြင်းခံလိုက်ရတာဒါကဘာလဲလို့ပြောတဲ့အခါမှာသူတို့ရဲ့ရှိတဲ့နာမည်တွေကိုသူတို့ပြောင်းပြစ်လိုက်တယ်သူတို့ရဲ့ဘေဘီလုန်နိုင်ငံမှာရှိတဲ့ရုပ်ထုတွေရဲ့နာမည်တွေနဲ့သူတို့ကိုရစ်ပတ်လိုက်တယ်သူတို့အစွမ်းတွေပျောက်သွားအောင်ဆိုတဲ့ညီရွယ်ချက်နဲ့မေဘုရားလီစာမင်းကသူခံတီးတဲ့လူဖြစ်ရမယ်ဆိုတဲ့ပုံစံနဲ့သူပြောင်းလဲလိုက်တာဖြစ်တယ် ဆိုတော့ဒါကြောင့်ကျွန်တော်အခန်းငယ်9ခုထဲမှာပါရေးရဒန်ဟီလာကိုရဲ့ဘီလာတာရှာစာဟာနာနီကိုရှာတဲ့မိရှိလာကိုမိရှိအာဇရီကိုအဘယ်တင်နေကောဟုအသီးသီးအမျိုးကိုမှတ်ခေါ်ကြတယ်။ဆိုတော့ဒန်ဟီလာတို့တငယ်ချင်း၃ယောက်ကတော့သူတို့ကမိကြီးသားအာနာပိုင်တို့ရဲ့အခွင့်အာဏာကိုနှိတ်ချစွာသူတို့ဝန်ခံပါတယ်။ထို့သောဖျားချေနိုင်တော့တစ္ဆာစောက်တည်ပြီးတော့အသေးပြက်မဲ့ကိစ္စဆိုရင်သူတို့ငင်းပယ်လို့ရှိကြတယ်။ ဒါကကျွန်တော်သက်တာမှာအရေးကြီးပါတယ်ကျွန်တော်ဒီကနေ့အသက်ရှင်တဲ့အခါမှာနေရတဲ့ပုံစံကျွန်တော်တို့ဒီပုံစံမျိုးဖြစ်ဖို့အရန်လိုအပ်တယ်ဒါကြောင့်မို့သူတို့ကိုနော်ဝိုင်းနဲ့ကောင်းသောအရာလေးနဲ့ဘလို့ပဲအဲ့ခံအဲ့ခံဒံရီလာလိုတငငင်းတုံးရောက်ကညီညူသောအရာများကိုရှောင်ပြီးတော့သူတို့ဒီရင်ပြီးခဲ့တည်စားပြီးတော့သူတို့ကတရားခင်ရဲ့လူပါဆိုတာကိုတက်တည်ပြနိုင်အောင်ကြိုးစားတဲ့လူတွေဖြစ်တယ် သူတို့ကရဲ့အသက်သာဖျားပြီးတဲ့လူပါဖျားပြီးတဲ့လူပဲဆိုတာကိုသူတို့ရဲ့စီးပူးတဲ့အခါမှာလိလာစီးပူးပြီးတော့နေတဲ့အခါမှာခုနကညင်ညူသောအစာတောက်များကိုရှောင်ပြီးတော့အင်းဒီဖြစ်ရဲ့အားဖြင့်သူတို့ရဲ့လှပမှုကိုသူတို့ပြီးပြင်ဆင်နိုင်တော်သူများဖြစ်တယ်။ဒါကြောင့်ဒန်ယေလနဲ့သူ့တငယ်ချင်းကတော့ရွေးချယ်တာဖျားသခင်ကိုသူချီးမြှောက်ဖို့ရသူတို့ရွေးချယ်တယ်။ကျွန်တော်တို့သက်သာမှာရောဒီကနေ့ ရင်ဆိုင်နေရတဲ့အခါမှာကျွန်တော်တို့ရဲ့ဘေးနားမှာကျေးဇူးခံကျေးဇူးရှင်တွေရှိတယ်လို့ခါရရင်ပြောကြတယ်။တို့မမစားလို့ကတော့ငါတို့ဘာမှမဖြစ်ဘူး။ငါတို့မလုံနိုင်ဘူးဆိုပြီးလူတွေကိုကျွန်တော်တို့ကိုးကွယ်ကြတယ်။တော့ဒီလူတွေမရှိရင်ငါတို့ဘာမှလုပ်လို့မရဘူးထင်ကြတဲ့လူတွေရှိတယ်။ဟုတ်ဘူးဖျားဖို့ပဲကျွန်တော်တို့ရွေးချယ်ဖို့ကျွန်တော်တို့တက်တာမှလိုအပ်ပါလေ။နော်အဲ့မှာပြီးတဲ့အခါမှာကျွန်တော်တို့တို့ကအဲ့ညညူးတဲ့အစားတောင်းများကိုချောင်မိနေတဲ့ဖြစ်တဲ့အတွက် ဖျားခင်ကသူတို့ကိုဗာပေးလဲဆိုတဲ့အခါမှာအထူးထူးသောသိပ္ပံပညာတတ်နဲ့ထိုးထွင်းတဲ့နားလည်နယ်နဲ့ဉာဏ်ကိုသူတို့ကိုပေးတယ်ပြင်ဒိုင်ရီလာကြတော့ဗာပေးလေယူပါယုံနဲ့အိမ်မက်ကိုအ내ဖွင့်နိုင်တဲ့ဉာဏ်ပညာကိုဖျားခင်ကသူတို့ကိုပေးတယ်။ဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့လေ့လာတဲ့အခါမှာအခန်းကြီး1ကိုရောက်တဲ့အခါမှာနော်ကျွန်တော်တို့ဒီဘုရားနေသားမင်းရဲ့မက်တဲ့အိမ်မက်ကိုအ내ပြန်ဖို့ရန်အတွက် မိဘနေရာကသူ့ရဲ့သူ့မှာရှိတဲ့ခါလီတဲ့ပညာရှိတွေရှိရဲ့เนาะကျွန်တော်တပင်းတွေတက်တဲ့တက်တဲ့လူတွေရှိတယ်ဆိုတော့ခုနကကျွန်တော်တို့မာဂိပညာရှိတွေရှိကြတယ်အဲ့လူတွေကို तू ကသူ့ရဲ့အိမ်မက်ကိုမပြောဘဲနဲ့အိမ်မက်ကိုပြောပြအိမ်မက်အ нэт လည်းမင်းတို့ဖော်ပြရလို့ပြောတဲ့အခါမှာသူတို့မဖော်ပြနိုင်ပညာရှိတွေကမာဂုပညာရှိတွေအစမဖော်ပြနိုင်တဲ့အခါမှာ तू သူတို့ကိုမင်းတို့ပညာရှိတွေအားလုံးကိုငါတတ်မယ်လို့ပြောတဲ့အခါမှာ ဒီဒီဒင်းကိုတန်ရင်လာကြားသွားတယ်တတင်းကြားတဲ့အခါမှာသူကလိန်မာပတ်နှက်ဆိုတာတတိရှိသွားနဲ့သူရဲ့ဘာလဲကိုရံတော်တက်မှုကိုသူမေးတယ်မေးပြီးတဲ့အခါမှာသူဘာပြောလဲဆိုတော့သူတငယ်ချင်းမျိုးကိုအခန်းငယ်7မှာဘာဘူးလို့ပညာရှိသူနဲ့သူတဲ့ငါတို့ဒီမတင်မပြောင်းသေးခြင်းကဤနေနေတော့ဘုရားသခင်ဆိုကိုခံရမိကြောင်းကောင်းကင်ပေါ်ရှိဘုရားခင်တန်ဆူတောင်းကြကုန်အာလို့သူဘုရားကိုသူပြောတယ်တငယ်ချင်းမျိုးကိုငါတို့ဆူတောင်းကြရအောင်ပညာရှိတွေလို့ပြောတော့ငါတို့လည်းပါတ ငါတို့ပါသင်ခံရမယ်ဒါကြောင့်ဒီနေ့မေဖို့ကဒီတိုင်းမင်းကြီးပြောတဲ့အိမ်မက်တဲ့အိမ်မက်အတ္တိပဲကိုပေါ်ပြနိုင်မှုအတွက်သူဒီဘုရားခင်ကဆူတောင်းပြီးတော့သူပြင်ဆင်ပါလေနော်ပြင်ဆင်တဲ့အခါမှာသူပြောပြီးသားနော်နင်းနေတော့ရအောင်ဖွင့်ပြရင်ငောင်ကာလနဲ့ဖြစ်တဲ့ကြောင့်ရောင်မေဖို့ကမင်းကြီးပြတော်မူတော့ဘုရားခင်သူဒီသာကောင်းကင်ဘုံနဲ့ရှိတော်မူ၏သူရဲရဲဝံ့ဝံ့ပြောတယ်ခုနက ခါလီတဲ့ပညာရှိတွေမကုပညာရှိတွေကပြောပြီးသားဒီအမှုကတဲ့ဘယ်သူမှမတတ်နိုင်ဘူးဘုရားရဲ့ညံနဲ့ပြည့်စုံတဲ့လူပဲတတ်နိုင်တယ်သူတို့ပြောတဲ့အတိုင်းဗန်ဟီလာကလည်းသူဖွင့်ပြတယ်လို့မပြောပါဘူးဘုရားခင်ဖွင့်ပြမယ်ဆိုပြီးတော့သူပြောတဲ့အခါဒီအိမ်နဲ့အတဲ့ထိပ်ပဲကိုဘုရားခင်ဒီသူ့ကိုဖွင့်ပြတဲ့အခါမှာသူ့ကိုနေဘုရားနေဆိုင်မှာဗာပြောလဲဆိုရင်သူ့ကိုဘုလားကပညာရှိတဲ့အရာမှာဝန်ကြီးကိုသူ့ကိုခံစားခွင့်ပေးတယ် ဒန်ဟီလာသူ့တငင်းသုံးယောက်ကိုသူမမိပါဘူးသူ့တငင်းသုံးယောက်ကိုလည်းသူကဖြစ်တယ်နိုင်ငံတွင်တဲ့ဘာဖြစ်လို့နိုင်ငံတွင်ဝန်ရ၌ခန့်ထားတော်မူ၏ကြီးမားသောအရာတွေကိုသူ့တငင်းသုံးယောက်ကိုလည်းသူပေးလိုက်တယ်တော့ဒီနေ့ကျွန်တော်တို့သက်တာမှာအရေးကြီးတာတစ်ခါကြရင်ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုကကျွန်တော်တို့နဲ့အတူတူကသွားလာခဲ့တဲ့လူတွေကိုကျွန်တော်တို့မမေ့ဘူးတတိယရဖို့လူအတူတူကလှုပ်တဲ့လူတွေကအရေးကြီးတယ် အတူတူဆူတောင်းလာတာအတူတူဒီနေရာကိုဖျက်တမ်းလာတာဒါကကျွန်တော်တို့ကိုမိမောင်းထိုးတဲ့အရာဖြစ်တယ်နေဘူးကနေစာပြီးကဘာပြောလဲဆိုတော့အဲ့အမှုတော်လုပ်တဲ့အခါမှာနော်58မှာအခန်းငယ်အခန်းကြီးတင်မှာကိုတော်ဒီရဲ့ဤနေနေသောအရာကိုဖွင့်ပြနိုင်ပြီဖြစ်ပြီအကယ်စင်စစ်ကိုတော်ရည်ဖျားခင်ပြီဖျားတို့ရည်ဖျားဘီရင်တို့ရည်အရှင်နေနေသောအရာကိုဖွင့်ပြတော်မူသောသခင်လို့ပဲသူပြောတယ်နော်နေဘူးကနေစာမြတ်တကယ်တော့သူ့ရဲ့ရုပ်ထုကသူ့အတွက်အရေးကြီးတယ် ခုနကဖွင့်ပြနေတဲ့အရာကိုမပြောလေဖရာတကဖရာအရှင်ခါတို့ရဲ့အရှင်သခင်လို့ပဲသူပြောတယ်။ထာဝရဖရာကိုဖရာပါလို့သူမတတ်မှတ်ဘူး။ဆိုတော့နေဘုရားနာမည်ကသူ့ရဲ့ဉာဏ်ပညာကြီးသလိုသူ့ကိုယ်သူအရာတတိထားပြီးနေတယ်။နောက်ဆက်ပြီးကျွန်တော်လေ့လာတဲ့အခါမှာအခန်းကြီး၃ရောက်သွားတယ်။နောက်ခုနအခန်းကြီး၂အခန်းကြီး၃ရောက်တဲ့အခါကျတော့ကျွန်တော်သိတဲ့အတိုင်းအမြင့်တောင်60အနံ6တောင်ရှိတယ်။ မြေဘုဒ္ဓမင်းရဲ့ယုတ်ထုကိုသူတို့လုတ်ကြတယ်ဆိုတော့လူကအာနာကြီးလာရင်အာနာများလာရင်သူ့ကိုလုတ်တဲ့လူတွေသူလိုချင်တဲ့ဆောင်စူဝေးခြင်းအမှုကိုစလုပ်တယ်ကျွန်တော်ဒီနေ့ကျွန်တော်တို့အမှုတော်ဆောင်လောကမှာရောကွန်မြူနီလောကမှာကြည့်တယ်လူကအာနာကြီးလာသူ့ကိုစူဝေးပြီးတော့ချီးမြှင့်တာကိုသူတို့လိုချင်တယ်ဒါအရန်ကြောက်ဖို့ကောင်းတယ်ဒီဘုရားကြံမင်းကသူအဲ့လိုလုတ်တယ် သူ့ရဲ့ရုပ်ထုကိုမင်းကမိုးလင်းလာရင်လာပြီးတော့ဥညွတ်อ่ะအဲ့လိုဥမညံ့တဲ့လူကမိဖို့တဲကိုဝင်ရဒါသူ့ရဲ့အမိဆိုတော့အာငါကြီးတဲ့လူတွေလှုပ်ဆောင်ချက်ကသူသူ့ဘဝကိုသူအယံမြင့်တယ်စုဝင်းချင်းမှုနဲ့ချီးမြှောက်ခြင်းကိုသူလိုချင်တယ်ဆိုအဲ့ဒီလူကိုသူလှုပ်တယ်ဆိုတဲ့အခါမှာကျွန်တော်တို့ live ပါခေတန်းပြောရင်အယံသူ့အပ်ပါတယ် ကျွန်တော်တို့ခါကြလူတွေရဲ့ချင်းပြောက်မှုအရန်လူချင်းလူတွေရဲ့အောပါကိုကျွန်တော်စီယုံကြတယ်။ဒါတွေကကျွန်တော်တို့အတွက်ကြောက်စရာရန်ကောင်း။ခုနကဒန်နီလာကိုညီခဲ့တယ်။သူ့ရဲ့အိမ်မက်သူ့ရဲ့အရာကိုအခုချိန်မှာ तू မသိသလိုပဲဖျားကော။ဒန်နီလာကိုက तू ဂယူမဆိုင်တဲ့ပုံစံမျိုး။ तू ချိုးတယ်။ဒါပဲဒါပဲဘာလူဆိုတော့အာနာကိုမက်မိုးလေးလူကဖျားကိုမိမိသွားတယ်။ဖျားရဲ့အသက်ရှင်မှုကိုကျွန်တော်မလုပ်တော့ဘူး။ ဲ့ဒီအချိန်ကျမှကုဋ္ဌကနော်ရှာတွက်အမိရှက်အမိလည်းသကောတော့မရတော့ဘူးသူများတွေဝုတ်ပြုတ်ကိုယ်ွယ်နေမယ်ငါတို့ဝုတ်မပြုတ်ငါတို့မလုပ်ဒါတော့ပြောလို့ဖျားခင်ကြီးရဲ့မီးလောင်ရဲ့ရှိရောမီးဘူတွေကကျွန်တို့တို့ကိုကယ်လွတ်တော်တော်မယ်ဤကိုတော်ကြီးလက်မှလည်းကယ်လွတ်တော်မူလိမ့်မည်ထို့ထို့ကယ်လွတ်တော်မူမူတော်လည်းအရှင်မင်းကြီးကိုယ်တော်ကြီးဖရာတို့ကိုကျွန်တော်တို့ဒီဝန်မပြုပါတိသားတော်မူသောရွှေရုပ်ထုကိုလည်းမကိုးကွယ်ပါဒီကိကျွန်တော်တက်တာမှာရေးကြီးတယ်နော် အခါကျကျွန်တော်တို့အမှုတော်ဆောင်နေရောမြို့မှာလုတ်ပြဲလူတော်တခါကျရွေးချယ်မှုလုပ်ရတယ်ကို့ဘောကလူကပြောတဲ့စကားပါးနေတာကိုခေါင်းညိတ်ဖို့ကျွန်တော်တို့လုတ်လေးရှိတယ်ဒီလူကမှားနေတယ်လုတ်တာလည်းမဟုတ်ဘူးဒါမဲ့ကျွန်တော်တို့ခေါင်းညိတ်ခိုင်းတယ်အဲ့ချင်းဖျားပုံမှာသစ္စာရှိကြတယ်လားကောင်းတဲ့အရာကိုလုတ်ဖို့ရတဲ့မကောင်းတဲ့အရာကိုကျွန်တော်ညင်းပေးတဲ့တက်တီး ကျွန်တော်တို့မှရှိဖို့လို့မှတ်မှားတယ်ခုနပြင်ဝန်ရတယ်ပါကြီးမားတော့ရာကိုရနေတဲ့တငချင်း၃ယောက်အဲ့ခန့်မတိုင်းလာလုံးဝမရှိဘူးဖခင်ကသူတိတ်တိတ်ပြောတာမဝင်နိုင်ဘူးတင်းသေးပါသေးဖခင်ကတော့ကျွန်တော်တို့နဲ့ရှိမှာဆိုတော့ဒီရာကကျွန်တော်တို့ရေးကြည့်ပါတယ်ဒါကြောင့်နောက်ဆုံးမှာဆိုရင်သူတို့လွတ်မြောက်တဲ့အခါမှာနေဘူးရံပြန်ပြီးပြောစကားအရင်ပညာပါတယ် အမြင်ဆုံးသောဖျားသခင်ကြုံလို့သူတုံးတယ်။ခုနလွတ်မြောက်လာတဲ့ကောင်။အဖျားကိုအမြင့်မြတ်ဆုံးဖျားလို့သူမပြောဘူး။ဒီနေ့အရေးကြီးတယ်နော်။ဒါကြောင့်သတိထားကြည့်ပါ။ကျွန်တော်ယုံကြည်သူမာလေးတစ်ခါကြာရင်ဖျားကိုရှေ့တန်းတင်တဲ့လူအာနာများလာရင်ရှေ့တန်းတင်တဲ့လူတဖြည်းဖြည်းနေလား။ဖျားကိုကိုယ်သခင်လောက်ပဲသဘောထားကြည့်။ဖျားပါလို့ကျွန်တော်အတိမှန်မပြုတ်ချင်ဘူး။ ဒါကြောင့်သူတို့ကဘာပြောလဲဆိုတာကအဲ့28ထဲမှာနော်ဖျားခင်ကိုယုံကြည်ကိုးစားရင်မိမိအမိတော်ကိုစံ့နဲ့မိမိကိုယ်ပဲအံ့နံတော့ကျွန်တော်တို့ရှိရာတို့ထိုဖျားခင်သည်ကောင်းကင်တမန်ကိုဆေလွတ်၍ကဲ့တင်တော်မူပြီဘလောက်ကောင်းလဲမိမိကတတ်ခိုင်းတယ်ဘာဖြစ်အထင်းထဲမှာခုန၄ယောက်၃ယောက်ဝင်သွားတာ၄ယောက်မြင်တဲ့အခါမှာခုနမိမိကဘာပြောလဲအထင်းထဲမှာငါကြည့်လိုက်တဲ့အခါမှာလူ၄ယောက်ဖြစ်နေတယ် သူတို့တော့သူကတော့ဖျားသားကြီးအစင်းစတန်ရှိတယ်လို့မိတော်သူတွေ့တယ်သူမြင်တယ်ဒီထဲမှာဖျားရှိနေဆိုတော့သူသိတယ်ဒါမဲ့သူဝမခံအမြင့်မြတ်ဆုံးတော့သူရဲ့ကြုံလို့ပဲပြောတယ်ဒီဘုရားသူတို့ကိုဆိုတော့ဟိုအားတော့မရဘူးသူတို့နဲ့တူဖျားလွတ်လိုက်တဲ့ကောင်းကင်တမန်ကြောင့်သူတို့လွတ်လာသူတို့ကြောင့်မဟုတ်ဒီနေ့ကျွန်တော်တို့ရဲ့ဘဝမှာလွတ်မြောက်မှုတွေမျိုးမျိုးရလိမ့်မယ် ကျွန်တော်တို့ရဲ့စ조사ကိုကျွန်တော်တို့ဝိုင်းဝန်းကူညီပေးတဲ့လူလို့ကျွန်တော်တစ်ခါကြားထင်မဟုတ်ဘူးဖះလို့တာဒါကြောင့်ကျွန်တော်တို့ဘုရားကိုကျွန်တော်တို့သိပါအရာခတ်သိင်းကဖះကြီးကလာလူတွေကိုကျေးဇူးတင်ရမှမှန်နေလားပြန်အဲ့ဒီလူတွေရောက်လာအောင်လုပ်တာကဖះဖြစ်ဒါကြောင့်ဖះကိုပဲကျွန်တော်တို့ဟာတငငင်း၃ရောက်ကျဲသူကျွန်တော်တို့ထင်ဖို့လို့ဒါကြောင့်နံပါတ်အခန်းကြီး၄ရောက်တဲ့ခါကျတော့ကျွန်တော်တို့ခုနကလာပြီး နေဘူးရနေဇာမင်းကိုဘုရားရှင်ရေလှုပ်ဆောင်ချက်အရန်ကိုထူကြပါတယ်နော်အိမ်မက်နဲ့ကိုမြင်မြန်ပြီးသူဒီကကြတော့ဆိုတော့အဲ့ဒီခါမှာသူ့ရဲ့အဲ့လူတွေကသူ့ကိုတတိပေးတဲ့ခါသူပြန်လဲ၍သူအဲ့မှာဒံဂီလာကိုပြန်ခေါ်တာခေါ်တဲ့ခါမှာတတိယတေချာကြည့်အရန်ကောင်းတယ်နော်သူရေးတဲ့စကလုံးကဘာပြောလဲဆိုတော့ကမှာသူကဗီလာရှိစလို့ပဲသူခေါ်တယ် မာကုစာချုပ်ဘာကမခန်းငယ်ကိုမှာအခန်းကြီးလေးခန်းငယ်ကွာအချင်းမာကုဆရာချုပ်ဘီလာတာရှိသာတာရှာသာလို့သူခေါ်ဒန်ယီလာလို့သူခေါ်သူပေးထားတဲ့နာမည်တွေပဲသူခေါ်တယ်ရုပ်ထုကိုတည်တဲ့နာမည်တွေပဲခေါ်တယ်ဒန်ယီလာလို့သူခေါ်တော့လူတွေကတစ်ခါကြရင်တတိထားပါကျွန်တော်တို့ကိုသူ့ရဲ့အောက်ကိုမသိမသာတွင်းတာကျွန်တော်တို့ရဲ့ဂုံအင်္ဂါကိုဖျက်ပြီးတော့လုတ်ခဲ့လူတွေရှိတယ် ဒါတွေကကျွန်တော်တို့အရန်သတိထားဖို့လိုအဲ့ဒီမှာကြတော့ဒန်လာသူပြတဲ့အိမ်မဲအိတ်တပင်းကြီးရှိတယ်တပင်းကြီးအောက်မှာငှက်ပြီးလူတွေလာစားတယ်ဒါပေမဲ့လူတယောက်ကရောက်ပြီးအိတ်တပင်းကြီးကိုဖြိုတဲ့အခါကျအဲ့လူကအကုန်လုံးထွက်သွားတယ်တော့အဲ့ဒီခါမှာဒန်လာကိုမေးတဲ့အခါမှာဒန်လာပြောတဲ့စကားကရှင်းရှင်းလေးအရှင်မင်းကြီးရဲ့ဒီတပင်းကြီးကကိုတော်ပဲဖြစ်တယ်တဲ့စနစ်မှာအရှင်မင်းကြီးကိုတော်ပင်ဖြစ်တယ်ကိုတော်ရင်ကြီးပွားရခွန်အားနဲ့ပြည့်စုံတော်မူ ဖုံးစစ်စစ်တော်ချင်းမြင့်မိုးကောင်းကင်တို့ထိအာနာတော်ရဲ့မိကြီးစွန့်တန်အောင်ရောက်တော်မူ၏တော့တော့ဒီဟာကြည့်ရဒီဟာဘယ်လိုဖြစ်လဲဒီဟာပြောတဲ့ကဒါကမင်းကြီးပဲဖြစ်တယ်ဆိုတော့ခါမှာကျွန်တော်တို့တကယ်ကိုတတိထားဖို့လိုတာကဒန်ဟီလာဒီရဲရဲဝုန်းဝုန်းပဲသူပြောပါတယ်သူလုတ်ပါ ပြီးတဲ့အခါမှာဘာပြောဒီအမှုရာကတဲ့ကိုတော့မဖြစ်စေပါနဲ့ကိုတော့ရဲ့ရန်သူတွေမှာပဲဒီအမှုရာရောက်ဖို့ကျွန်တော်မျှော်လင့်ပါတယ်ပြီးတဲ့အခါမှာဆက်ပြောတာ29မှာတော့အရှင်မင်းကြီးကျွန်ုပ်စကားကိုနားယူတော်မူပါတရားတော်အမှုကိုပြုခြင်းစိရင်သာသူတို့တနာခြင်းအားဖြင့်ဒုစရိုက်ဖြစ်ကိုပယ်ဖြတ်တော်မူပါထို့တို့ပြုလေချမ်းသာရကောင်းရတော်မူလေဒိုင်လာအနောက်ကိုပြန်တဲ့အခါမှာအရန်ကောင်းတယ်နော်ဖြစ်လာတဲ့ဖြစ်ပြက်ဒီသမီးကြီးပေါ်မှာရောက် ါပေမဲ့မိကြီးမရောက်စီပါနဲ့ရန်သူတွေပဲရောက်သွားပါဒါပေမဲ့မိကြီးလောက်နိုင်တဲ့အခွင့်ရှိတယ်တရားပြင်းလို့ပါစီရင်သားတွေကိုတနာပါဒုတိယပြစ်ကိုရှောင်ပါမိလူပြေလွတ်သွားလိမ့်ဒါပေမဲ့ငဘုဒ္ဓနေစာမင်းကြီးသူ့အာနာကိုသူအယမ်းမဲ့မောသူစီးစင်ကိုသူမနောက်ထပ်တစ်နှစ်ကြာတဲ့အခါမှာတဆက်ကလာလွန်ပြီးတော့ဘာဘူးလို့နန်းတော်ဘုံဇင်းညံ့သွားဤမျိုးကငါနိုင်ငံတည်ရငါရှိဖုံးတော်ကိုချင်းမြောက်ရငါတကူအာနုဘောအပြီးငါတီလှုပ်တော့ ဘာဘူးလို့မျိုးကြီးမဟုတ်ပါလားလူကအဲ့ဒါပဲဖျားကိုအမြင့်မြတ်ဆုံးနေရာမှာမထားတဲ့ချိန်နေဘုဒ္ဓမေဇာမင်းကြီးသူ့ရဲ့ဘဝမှာဘာဖြစ်လာလဲဖျားကိုသူပုံမထားဘူးသူ့သတိပေးပြီးသားတိုင်လားတနစ်ကြာတဲ့အခါမှာသူအဲ့ဒီအချိန်မှာပြန်စဉ်းစားနေလိမ့်မယ်ဒါပေမဲ့လူကသူ့ရဲ့အာသာကိုသူမင်မောတယ်သူပြန်ပြီးတော့လှုပ်တဲ့အခါဘာဖြစ်သွားလဲ မူလာကตาရဲ့ဖြစ်ပြီးတော့မိကြီးပေါ်မှာရောက်သွားတယ်ဒီယာကသူ့နိုင်ငံထဲမှာဘာမှလုပ်ပိုင်ခွင့်မရှိတဲ့လူလည်းဖြစ်ရင်ဖြစ်သွားမယ်เนาะဒီပုံစံမျိုးသူ့ဘဝလုံးဝကျရောက်သွားဒါကြောင့်မေဘူးရလေစာမင်းကိုကြည့်တဲ့အခါမှာသူ့ဒီဘာဖြစ်လဲဖြောင့်မတ်ခြင်းကိုလိလူရှုပြီးတော့ဖိနှိပ်မှုနဲ့မာနထောင်လာခြင်းကိုပုပ်ပုပ်ကိုလွှမ်းခြုံနေလူဖြစ်တယ် တတိထားပါကျွန်တော်တို့အာနာရလာတဲ့အခါမှာကျွန်တော်တို့ဖြစ်တတ်တာအဲ့ဒါပဲဖယားကတဖြစ်ဖြစ်နေပျောက်ပျောက်လာငါလောက်တာငါဖြစ်တာငါတီးတာလာလောက်ရမယ်လို့ကျွန်တော်တို့မျှော်လင့်ကြတယ်ဖယားကမရဘူးဒါကြောင့်ဖယားကျင်ကြီးကြောင်းဝင်တော်မူရတယ်မဖြစ်လေခုနကစင်ရဒုက္ခခံပြီးတော့မှနေဖုနာနေစာမင်းကြီးခုနှစ်ခုနှစ်ပြည့်ခဲ့ချင်းဒါခုနှစ်ဆိုတာပြည့်စုံတဲ့ကံ ခုနှစ်ပြည့်တဲ့ချိန်မှာနေဗုဒ္ဓသူစိရင်းဒုက္ခကို तू ခံလိုက်ရတယ်။ဖခင်ကသူ့ကိုပြန်လဲရွေးချယ်ဖို့ရတယ်ပြန်ကမ်းလှမ်းတယ်။စိရင်းဒုက္ခကိုပြီးတဲ့အခါမှာသူ့ကိုပြန်ပြီးတော့နိုင်ငံတွဲပြန်လဲပြီးကမ်းလှမ်းတဲ့အခါမှာအဲ့မှာသူပြောပြောဆိုတော့ငါ36ငါစိတ်ပတ္တိဖြစ်ပြန်ပြီငါနိုင်ငံကြီးအသေးကိုယမန်ခဲ့တယ်လို့တင့်တယ်ပြီးရောင်စင်းနဲ့ပြည့်စုံပြီတိုင်ပင်တော်မူတော်မတ်တော်လူညီတန်ကောင်ကအာဏာတီမဲဒီငါပုံရခြင်းနဲ့တူပါကြီးအခုတွင်ငါအနေဖုဇမေတာမင်းဒီ ကောင်းရင်ဘုရင်ဘုရားသခင်ကိုချီးမွမ်းထောပနာပြုမြေဘုရားမြတ်မြေတက်တော်ကြီးတဲ့ခါမှာသူနောက်ဆုံးသူတွေ့ပါတယ်မရတော့ဘူးဘုရားကိုသူမြင်ရဘဘလုံမှာရှိတဲ့ကျွန်တော်တို့ရဲ့ဣသရာလူမျိုးယူဒလူမျိုးတွေစင်ရဒုက္ခကိုခံရပြီမြေဘုရားကအလွတ်လွတ်ပါတယ်ကြည်ရှင်ပါတယ်များစားပါတယ်ကျွန်တော်တို့တက်တာမှာကျွန်တော်တို့နဲ့ဒီနေ့ ဖျားပြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဖျားခင်ပေါ်မှာသစ္စာရှိဖို့လုံဆောင်ဖို့ကျွန်တော်တို့တကယ်လို့လိုအပ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီဒီနေ့ဖျားခင်ရှိဖို့တော့မလိုက်နှိမ့်ချသောအရာနဲ့ကျွန်တော်အသက်တာမှာနေရမယ်ပျော်လင်သောယုံကြည်ခြင်းရင်းရင်သောစကားများဖြင့်ဖျားခင်ရဲ့မထိုက်တန်တဲ့ဒီညနာတော်ကိုရှာဖွေဖို့ရန်အတွက်ကျွန်တော်တို့မသိတဲ့လူတွေခုနလွဲမားနေတဲ့လူတွေအတွက်ကျွန်တော်တို့ဆုတောင်းရမယ် ကျွန်တော်တို့နေဘူးသာနေသာမင်းကဲသူမဖြစ်ဖို့တော့အရေးကြီးတယ်။ကိုကူညီလိုတဲ့အခါမှာဒီလူကိုတောင်းတယ်။အခုညီမလိုတဲ့အခါမှာဒီလူကိုကျွန်တော်ပြစ်ပယ်လိုက်။အဲ့လိုမလိုအောင်ကျွန်တော်သက်သာ။ကျွန်တော်တို့ကသွားတဲ့သူတွေကိုကျွန်တော်အန်ဟာရကအဲ့လူတွေကျွန်တော်ဖိနှိပ်ပြစ်လိုက်တယ်။ဒီလိုအရာနဲ့ကျွန်တော်သက်သာမှာအသက်မရှင်ဘူးလို့ရတယ်။ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်ကြည့်ခဲ့ရုပ်ရှင်ကားလေးတစ်ခါကြောင့်ကျွန်တော်ပြောပြပါမယ်။ကျွန်တော်အခုဒီလိုဟုတ်ပါကျွန်တော်အမြဲတမ်းကြည့်ပါရုပ်ရှင် အဲ့ကဘာလဲသူနာမည်ကြီးနေတဲ့ first lady ဆိုတဲ့ကိုရီးယားကားလေးပါကျွန်တော် first lady လို့ပြောကျွန်တော်တိတ်မကြည့်ခြင်းဘာဖြစ်ဆိုတော့ American နိုင်ငံရဲ့ first lady ကအရန်တော်တယ်ပြည်စုံတယ်တကယ် first lady ပြီးသားလာတာအားရှားမှာတော့မဟုတ်ဘူးဖိလစ်ပိုင်နိုင်ငံရဲ့ဘုရင်ရဲ့အဟမအမကင်လိုမပစာမကင်လိုလောက်တော့ဆိုရင်သူ့မိန်းမဆိုရင်နောက်ကနေပြက်စီးပြီးတော့သူ့နိုင်ငံပြက်တဲ့ခါမှာမိန်းမကြောက်ပြက်တယ်ဆိုပြီးတော့ သူရေပြောတယ်တောင်ကိုရီးယားနိုင်ငံရဲ့တမ္ပဒလည်းအဲ့လိုပဲလူတွေကလက်ထိုးလို့မရတဲ့အခါမှာသူ့မိန်းမကိုလက်ထိုးတယ်ဆိုတော့ကမိန်းမကြောင့်တမ္ပဒလည်းအာရှမှာပျက်စီးကြတယ်ဒါကတကယ်တမ်းပြောရင် first lady ဒါပေမဲ့အဲ့မှာပြတဲ့ first lady ကအဲ့လိုမဟုတ်သူကကိုရီးယားနိုင်ငံတွေကအမြဲတမ်းရုပ်ရှင်အားဖြင့်နိုင်ငံကိုသူတို့ပြပြင်းပြောင်းလဲဖို့အမြဲတမ်းသူတို့လုပ်တယ်အဲ first lady ကြတော့မဟုတ်ဘူးသူကသူ့ရဲ့ယောက်ျားက ရန်ကိုတံခါးဖြစ်တဲ့လူဟာသူ့ဘဝမှာ မကောင်းတဲ့အရာနဲ့သူများကိုချိနှိပ်ပြီးတော့ဖိနှိပ်ပြီးတော့သူများကိုဒဇာကန်လှုပ်ပြီးတော့သူတံမရဖြစ်လာမှာကိုသူအရန်ကြောက်တယ်သူများကိုမဖိနှိပ်ပဲနဲ့တံမရဖြစ်အောင်သူကြိုးစားဖို့လုပ်တယ်ဒါပေမဲ့အမှုတစ်ခုဖြစ်တဲ့အခါမှာသူ့မိမဒီဇလန်ကိုကောင်းကောင်းသိသူ့ယောက်ျားကိုကာဝယ်ဖို့ရန်အတွက်သူ့ကိုယ်တိုင်ဒီအမှုကိုသူလုပ်ပါတယ်လို့သူပြောတယ်ဒါပေမဲ့သိတယ်သူ့ယောက်ျားလည်းသိသူမဟုတ်ဘူး လုတ်တဲ့လူကသူ့မိမရဲ့အကူဖြစ်နေဒါကိုဖုံးပွယ်ပြီးသူနေတဲ့ခါမှာနောက်ဆုံးကြတော့ဒီမင်းကလေးကဒီအမှုမှန်ကိုသူပြောလိုက်ရတယ်မပြောလို့မရတဲ့အခြေသူ့ယောက်ျားရဲ့ဘေးဒုက္ခရင်တဲ့ခါမှာသူပြောတဲ့ခါမှာသူဘာပြောလဲဆိုတော့လောကကြီးကိုလူတွေကပြောင်းလဲဖို့ကြိုးစားကြဒါပေမဲ့လောကကြီးကဒီလူတွေကိုပြောင်းလဲပြစ်လိုက်သူ့ယောက်ျားကအဲ့အကိုအကြောက်ဆုံးပဲလောကကြီးကသူတို့ကိုပြောင်းလဲမအောင် ူကြောက်တယ်လောကကြီးကိုပြောင်းလဲဖို့ဆိုရင်မိမိကိုယ်ကိုပထမဦးဆုံးပြုပြင်ပြောင်းလဲရမယ်မိမိကိုယ်တိုင်ပြုပြင်ပြောင်းလဲပြီးတဲ့အခါမှာအဲ့လိုပြုပြင်ပြောင်းလဲတဲ့လူတွေအတိအကျကစူပောင်းပြီးတဲ့အခါရင်းနဲ့ဒီနေ့လောကကြီးကိုပြုပြင်ပြောင်းလဲနိုင်တယ်ဒါကြောင့်ဟုတ်တယ်ကျမအရင်ဆုံးကကျမကိုကျမမပြုပြင်ခဲ့ဘူးအခုတော့ကျမကိုယ်တိုင်ပြုပြင်ပြောင်းလဲခြင်းအမှုကိုကျမပြုလုပ်ပါတော့ ဒီကနေ့ကျွန်တော်တို့တက်လာမှာအရာပါပဲဘုရားခင်ချစ်တဲ့လောကကြီးကိုပြုပြင်ပြောင်းလဲစေခြင်းလူတွေကိုပြားမှမှုကိုပေးစေခြင်းကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့မိမိကိုယ်ကိုပြုပြင်ပြောင်းလဲဖို့လိုတယ်ဒံယေလဘလောက်ပဲနှင်းနှင်းခတ်နေတာတငငင်း၃ယောက်သူများနိုင်ငံမှာကြီးမတ်တော့အရာကိုရောက်တော့လဲဖိနှိပ်မှုရှိတယ်ချုပ်ချယ်မှုရှိတယ်ဒီဟာတွေသားမှာနေရတော့လဲသူတို့ချစ်တဲ့ဖီးယားသူတို့ယုံကြည်တဲ့ဖီးယားကို မစွန့်ပြစ်တဲ့အတွက်တို့သည်ကြီးမြတ်သောနေရာကိုအမြဲတမ်းရောက်။ဘာလဲတို့ကိုယ်တိုင်ဖျား၌ပြုပြင်ပြောင်းလဲခြင်းကိုတို့အမြဲတမ်းလိုအပ်တယ်။ဒီနေ့ကျွန်တော်တို့အသက်တာမှာကျွန်တော်ဘေးနေရာကိုပဲရောက်ရောက်ပါဘုရားသခင်ရဲ့ပြုပြင်ပြောင်းလဲခြင်းကကျွန်တော်တို့တယောက်ချင်းစီတိုင်းမှာနေ့စဉ်နေ့စဉ်ရှိတယ်။နေ့စဉ်နိုင်တဲ့အသက်တာတိုင်းမှာကျွန်တော်တို့ရှိတယ်။ဒါကြောင့်ကျွန်တော်တို့ကိုကျွန်တော်တို့အမြဲတမ်းဖျားအားဖြင့် ပြစ်ပြင်ပြောင်းလဲရမယ်လူတွေကိုမကြောက်ပါဘူးဖះကိုကြောက်ပါဖះပြီးတဲ့အရာကကြီးမြတ်တယ်မြင့်မြတ်တယ်ကြီးမားတယ်ဟုတ်တယ်လူတွေကလူတွေကိုကြောက်လို့ကျွန်တော်တို့ဘဝမှာခဏတာပြည်လဲသွားလိမ့်မယ်နိုင်ရင်ပဲနေ့လီတစ်လနှစ်လပြည်လဲလိမ့်မယ်ပြီးရင်နေဘုဒ္ဓနေသာမင်းကဲသူကျွန်တော်တို့ကိုဖះကပြင်းထန်စွာဆုံးမပြီးမှကျွန်တော်ပြောင်းလဲတဲ့လူမဟုတ်ပါနဲ့ဒိုင်လာလို့ငွေချင်း၃ယောက်ကျေသူ ူများစီမှာနှုတ်ထတိတ်ချပြီးနေရတော်လေအမေနဲ့ပြားခင်အားဖြင့်မိမိအသက်တာကိုပြုပြင်ပြောင်းလဲခြင်းပြားပေါ်မှာသစ္စာရှိခြင်းအားဖြင့်ကျွန်တော်တို့ဒီလေလောကကြီးကိုအလှဆင်တော်သူများလောကကြီးကိုပြောင်းလဲနေတော်သူများအတီးတီးဖြစ်နိုင်ကြပါစေလို့ကျွန်တော်အားပေးပါလေကြားနာတဲ့သူတယောက်ချင်းတိုင်းမှာဘုရားရှင်ကောင်းချီးပေးပါစေ